ကင်ဆူဟွန်းကြောင့်လက်ထပ်ပြီးဘဝပြက်ခဲ့ရတာလားကင်ဆယ်ရွန်အလုံးမင်္ဂလာပါလက်တလုံးမှာကင်ဆယ်ရွန်နဲ့ကင်ဆူဟွန်းတို့ရဲ့တည်င်းတွေဇက်တိုက်ဆိုသလိုထွက်ပေါ်နေပြီးတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်တိုက်ခိုက်နေကြပါတယ်ကြေတနာအစားကတော့ကင်ဆူဟွန်းဟာသူ့သက်28နှစ်မှာ15နှစ်အရွယ်အလေရန်ကျောင်းသူလေးကင်ဆယ်ရွန်နဲ့တွဲလိုက်ရာကနေစတင်ပါတယ် သူတို့နှစ်ယောက်ပထမဆုံးတွေ့ဆုံကြတဲ့ပုံကိုကြည့်လိုက်မယ်ဆိုရင်ဒါဟာသူတို့ဆတွဲတဲ့ပထမဆုံးနှစ်ဖြစ်မှာမို့နီတီစင်တွေကငယ်ရွယ်လွန်းတဲ့ခင်ဆယ်ရွန်ကြောင့်အံ့ဩတုန်လှုပ်ခဲကြရပါတယ်။ဂင်ဆူဟွန်ဘက်ကတော့အသက်မပြည့်သေးပဲတွဲတယ်ဆိုတာကိုညှင်းဆန်နေပေမဲ့တပ်သေးတွေကတစ်ခုပြီးတစ်ခုထွက်လာနေပါတယ်။ဒါပေမဲ့အခုနောက်ဆုံးထွက်လာတဲ့တဲ့င်းကတော့တုန်လှုပ်ဖို့ကောင်းနေပါတယ်။ဂင်ဆယ်ရွန်ကသူ့မကွယ်လွန်မီမှာလက်ထပ်ထားပြီးအမေရိကကိုပြောင်းရွှေ့ဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။ 2025မတ်လ19မှာသတင်းထောက်လီချင်ဟိုကဂင်ဆယ်ရွန်ရဲ့ဗီဒီယိုတစ်ပုဒ်ကိုတင်လာခဲ့ပါတယ်ဒီဗီဒီယိုအရဂင်ဆယ်ရွန်ကွယ်လွန်တဲ့အချိန်မှာလက်ထပ်ပြီးသားဖြစ်နေပါပြီ January 2025မှာတော့ငါဂင်ဆယ်ရွန်ဟာအမည်မသိလူတစ်ယောက်နဲ့ Instagram ပုံတွေတင်ခဲ့ပြီးချက်ချင်းပြန်ဖြတ်သွားခဲ့ပါတယ်ဆယ်ရွန်ကပုံတွေအတွက် Mary လို့ caption ရေးထားခဲ့တာပါအဲ့ဒီတုန်းကဆယ်ရွန်ဘက်ကတာဝန်ရှိသူတွေကဒီပုံတွေဟာရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်နဲ့ရိုက်ကူးထားတဲ့ wedding photo shoot ဖြစ်ကြောင်းထုတ်ပြန်ပေးခဲ့ပါတယ် လီချင်ဟိုကတော့ဒီပုံတွေနဲ့ပတ်သက်တဲ့အသံဖိုင်ကိုချပြလာတာပါဒီအသံဖိုင်အရာဂင်ဆယ်ရွန်ဟာပုံတွေအကြောင်းကိုအေဂျင်စီကဝန်ထမ်းနဲ့ပြောနေခဲ့ပါတယ်ဆယ်ရွန်ကဒီပုံတွေကိုသူ့ကောင်လေးနဲ့ရန်ဖြစ်ပြီးကောင်လေးကတင်လိုက်တာလို့ပြောနေပါတယ်ဝင်တန်းကသူတို့လက်ထက်တဲ့ကိစ္စကိုမေးနေခဲ့ပြီးဆယ်ရွန်ကနိုင်ငံသားမှလက်ထက်ထားတာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါဗျ ရီဇာဟောင်းအကြောင်းကိုမေးတဲ့အခါမှာတော့ဆယ်ရွန်ကကိုရီးယားမှာရှိနေတော့ကကုမ္ပဏီကိစ္စကြောင့်တွေးပြစ်သေးတယ်လို့ဖြေခဲ့ပါဗါးဆယ်ရွန်ကလက်ရှိကောင်လေးကိုလက်မထက်ချင်ပေမဲ့ချင်းချောက်လို့လက်ထက်လိုက်ရတာမှာသူကကိုဝင်လက်ဖြတ်ချထားရတယ်လို့ဆိုလာပါဗါးဒါကိုကြားလိုက်ရတဲ့အခါပြိသက်တွေကတော့လက်ထပ်ဖို့ကိုဝင်ဖြတ်ချဖို့အတင်းဖီအားပေးခဲ့တဲ့ဆယ်ရွန်ရဲ့ခင်မုန်းကိုယွန်ရှာဆက်ဆုပ်နေကြပါဗါးဒါဟာအမှန်ဆိုရင်ဆယ်ရွန်ရဲ့ဘဝလေးဟာဝမ်းနဲ့ကြေကွဲစရာတွေနဲ့ပဲပြည့်နေပြီးသနာစရာလေးဖြစ်နေပါဗါး ဓာရီရဲ့အရင်မြစ်ကတော့ဆယ်ရွန်လေးကိုကလေးဘွားတွေကစိတ်ပိုင်းဆိုင်ရာတင်းသွင်းလာခဲ့တဲ့ခေဆူးခွန်းရဲ့ grooming behavior ကြောင့်ပါပဲဒီလိုအဖြစ်တွေကြုံတွေ့ခဲ့ရတဲ့ကလေးတွေဟာဆယ်ကျော်သက်ဘဝလူကြီးဘဝရောက်တဲ့အထိစိတ်ဒဏ်ရာတွေစိတ်မလုံခြုံမှုတွေနဲ့ပြတ်တမ်းကြရပါတယ် grooming ကိုခဏတာပဲကြုံခဲ့ရတဲ့သူတွေတော့သူတို့ရဲ့တဘဝလုံးပေါ်တက်ရောက်မှုတွေနဲ့ကြုံတွေ့ခံစားကြရပါတယ်ကင်ဆယ်ရွန်ဟာအသက်15နှစ်လောက်မှအရွယ်ရောက်ပြီးသားအသက်2ဆလောက်ကွာတဲ့အမျိုးသားတစ်ယောက်စီကနေ grooming လုပ်ခံခဲ့ရတာပါ ဒီပြဿနာတွေရဲ့နောက်ဆက်တွဲကစိတ်တက်ကြခြင်းအယက်ဆွဲခြင်းစိတ်ဖိအားများခြင်းအိပ်မပျော်ခြင်းတို့လိုဝေဒနာတွေကိုဖြစ်စေပါတယ်ဆေရွန်ကြုံတွေ့ခဲ့ရပြီးမူပီမောင်းရာကလည်းမတော်တဆမှုဖြစ်ခဲ့ရတာတွေမကောင်းတဲ့အိမ်ဆောင်ရေးကိုစတင်မိပြီးရုံးမထွက်ရဲတာတွေကဒီကိစ္စရဲ့နောက်ဆက်တွဲတွေပါပဲ grooming အလုပ်ခံရတဲ့ victim အများစုဟာတက်ရောက်မှုတွေကိုရေရှည်ခံစားကြရပါတယ်ဒါကြောင့်လေဂင်ဆေရွန်အပေါ်ဒီတက်ရောက်မှုတွေကအချိန်ကြာကြီးလွှမ်းမိုးထားခဲ့ပြီးသူ့ဘဝကိုရပ်တန့်ပစ်လိုက်မိတဲ့အထိတွန်းအားပေးနေခဲ့ပါဗျ ငိမ့်ညမ်းစွာအနားယူပါတော့ကောင်းပါလေရေကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်